2014ခုနှစ်အတွင်းဖန်စီရမိတဲ့အမှုတွေထဲမှာမွေးစေဝအမှုကအများဆုံးဖြစ်တယ်လို့ကချင်ပြည်နယ်ရဲတပ်ဖွဲ့ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။ဒေါ်တင်းတင်းနဲ့သတင်းပြပို့ထားပါရရှင်။ဒီနေ့နိုဝင်ဘာ28ရက်နေ့ကကချင်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲကို မြစ်ကြီးနားမှာပြုလုပ်ခဲ့ပါတယ်။2017ခုနှစ်ကနေ၄နှစ်တာအတွင်းမွေးစေဝအမှုတွေလူကုန်ကူးမှုအပါအဝင်အခြားမှုခင်များကိုတည်င်းဌာနတွေကိုရှင်းပြခဲ့တာပါ သူ့ရဲ့စည်ရင်စရာတွေအရကချင်ပြည်နယ်မှာဖြစ်ခဲ့တဲ့အမှုတွေထဲမှာမူရင်းမှုဟာအများဆုံးဖြစ်နေပါတယ်။ဒါဗာဒီများကလေးလို့ဆိုပြီးမူရင်းစီဝါကိစ္စများပါတယ်။မူရင်းစီဝါနဲ့ပတ်သက်ပြီးလို့ရှိရင်2012ခုနှစ်မှာကျွန်တော်900နဲ့ကိုမှုဖြစ်ပွားခဲ့ပါတယ်။2012ခုနှစ်မှာ60မှု2013မှာ58မှု2014ခုနှစ်မှာ1920နဲ့ခုနှစ်မှုတိကျွန်တော်တို့တက်ဖန်စီရပြီဖြစ်ပါတယ်။ ဒီနေရာမှာပြောဖို့ရှိပါတယ်ကျွန်တော်တို့ဒီ2017 2023အခု2024မှာဘာကြောင့်ပို့ပြီးတော့မှဖန်ဆီးရမိတယ်လို့ပြောလို့ရှိတော့ဒီဖန်ဆီးရမိမှုဒီနံပါတ်၁ကကျွန်တော်အင်ဂျင်နီယာဖြစ်လာတဲ့အချိန်မှာကျွန်တော်ရဲ့လုပ်ငန်းတွေပေါ့အခု7နှစ်တို့7နှစ်တို့ဆိုတာကျွန်တော်လုံခြုံရေးအများကြီးလုပ်နေရတဲ့အချိန်2024ခုနှစ်မှာကျွန်တော်ဒီအင်ဂျင်ဖြစ်လာပြီးတော့မှကျွန်တော်ဖန်ဆီးရနေအပြင်ဗီဒီယိုအားလည်း ပါဝင်ပြီးတော့မှာနော်ပြည်သူကလည်းပါဝင်တော့ဝေးစီဝါနဲ့ပတ်သက်ပြီးတော့မှာသူတို့အဖွဲ့လေးတွေအသင်းလေးတွေဖွဲ့ကြတယ်တချို့လည်းတနိုင်ပိုင်းကျွန်တော်တို့ရင်းပေးတယ်ကျွန်တော်တို့လည်းဝေးစီဝါနဲ့ပတ်သက်လို့ရှိရဲ့ကျွန်တော်ပုံမြင့်ကျင်းတယ်ကျွန်တော်ရအောင်ကျင်းလုပ်ရရှိပါဒါကိုမီတာလို့ပြောရင်ဂုံနေမမအားဖြင့်ကျွန်တော်တို့ဖန်စီရပြီးတာရှိတယ်လွတ်နေတာရှိပါ မွေးရေးစေဝါသုံးဆွဲသူတွေထဲမှာတော့ရဲသားဖွဲ့ဝင်အချို့လဲပါဝင်တယ်လို့ဝန်ထမ်းအချို့လဲပါဝင်တာတွေရှိတယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။ဒါအပြင်2013နဲ့2014မှာ ဖြည့်ဆည်းခဲ့တဲ့ဘိန်းကင်းတွေရဲ့အခြေအနေတွေကိုလည်းပြောဆိုထားပါတယ်။ဒီကနေ့ကျွန်တော်တို့ဒီလိုအခြေအနေရကျွန်တော်တို့တွားရောက်ဆက်ဆက်ဖြစ်တဲ့တရားလို့ကျွန်တော်တို့ဘိန်းကင်းတွေဖြည့်ဆည်းနိုင်ဖို့ကဒီကတည်းကဒီလိုကျွန်တော်ဖြည့်ဆည်းနိုင်ပြီးတော့2013 2014 ဘေးဆိုင်ကဒီမှာတလိုင်းမြို့နယ်မှာ381ကဖက်ကမြို့နယ်မှာ58ကမိုင်းမော်မြို့နယ်မှာ189တသမာ5ရက်ကစုစုပေါင်း66တသမာ5ရက်ကကျွန်တော်ဖြစ်စီနိုင်ပါတယ်နိုင်ငံလုံးအနေအထားအရ UNODC မှတ်သားမှာတော့ကချင်ပြည်နယ်ဒေသဟာဘိန်းကင်းစိုက်ပျိုးမှုအနေဆုံးဖြစ်ပါတယ်ဒါပေမဲ့လည်း ငွေရေးစေဝါတုံးဆွဲသူတွေကတော့ကချင်ပြည်နယ်မှာပြတ်နက်နေပြီးဒေတာခန်တွေကိုယ်တိုင်ငွေရေးစေဝါတားဆီးမှုတွေကို အဖွဲဖွဲပြီးလှုပ်ဆောင်နေရတဲ့အထီးဖြစ်နေပါတယ်။ဂျမတင်းတင်းွယ်ပါရှင်။